ခါတော့ကရော်ရီယာမှာရိုဟန်အမည်ရှိတဲ့လူငယ်တယောက်ရှိပါတယ်။ရိုဟန်ကထက်မြက်ပြေးကြီးကြပ်ခံထားတဲ့အရာတွေကိုဖန်ပြီးလိုသိပြင်ပြသူတယောက်ဖြစ်ပါတယ်။ရိုဟန်မှာကြီးမားတဲ့ပြဿနာတစ်ခုရှိပါတယ်။အဲ့ပြဿနာကအောင်မြင်မှုကိုအမြန်ဆုံးလိုချင်တဲ့စိတ်ရှိနေတာဖြစ်ပါတယ်။ရိုဟန်ကသူလိုချင်တဲ့အောင်မြင်မှုကိုအမြန်ဆုံးမရတဲ့အခါမှာမျောလင့်ချက်တွေပျောက်ကွယ်သွားတတ်ပါတယ်။ရိုဟန်ကသူကိုယ်သူမကြကနာဆိုသလိုအောင်မြင်မှုဆိုတဲ့အရာကငါနဲ့မဆိုင်ဘူး။ ငါတန်းမကောင်းဘူးဆိုတာကိုအမြဲပြောလို့ရှိပါတယ်။ဒီနေ့မှာတော့ရိုဟန်ကစိတ်ပြအငယ်စားနဲ့လမ်းလျှောက်လာရင်အဝင်းကြီးတပင်အောင်မှာထိုင်နေတဲ့အဖိုးအတူကိုတွေ့ခဲ့ပါတယ်။ရိုဟန်ကအဖိုးအဖေးမှာထိုင်ချပြီးတပင်းချလိုက်ပါတယ်။အဖိုးကလည်းရိုဟန်ကိုကြည့်ပြီးမင်းကြည့်ရတာစိတ်မကောင်းဖြစ်နေပုံရတယ်။ဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။ရိုဟန်ကကျွန်တော်ဘဝကိုပြောင်းလဲဖို့ကြိုးစားနေပေမဲ့ဘာမှအဆင်မပြေဘူး။အထုံမှုတွေအများကြီးလုပ်ပေမဲ့လည်းထက်ခါတက်ခါကြာရှုံးနေပါတယ်။ကျွန်တော်တော်တော်ပြင်းပန်းနေပြီလို့အဖိုးကအငငယ်နေသောအတန်ဖြင့်ပြန်ဖြေလိုက်ပါတယ်။ရိုဟန်ရဲ့စကားအဆုံးမှာအဖိုးက ပြုံပြန်ပြီးရိုဟန်ကိုပုံမြင်တဲ့ပုတ်ပြောဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီမှာရိုဟန်ငါမင်းကိုပုံမြင်လေးတစ်ပုတ်ပြောပြမယ်တခါတော့ကွာရေကူးသမားဖြစ်ချင်တဲ့ကောင်းလေးတယောက်ရှိတယ်ကွာအဲ့ရေကူးသမားကရေကူးကံမှာပထမဆုံးနဲ့ရေကူးဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့လန်တဝမ်းမှာတင်ရေကူးသမားကရေနစ်မြုံလူနေပါဖြစ်တဲ့အချိန်မှာဘေးမှာရှိနေတဲ့လူတွေကဝမ်းရကြလို့သူကရှက်ယွံသွားခဲ့တယ်။ဒါနဲ့ပဲအဲ့ဒီရေကူးသမားကနောက်တစ်ချိန်ရေမကူးဖို့ဆုံးဖြတ်ခဲ့တယ်။နောက်နေ့မှာရေကူးသမားရဲ့နီးပြဖြစ်သူက က်ကောင်ကိုခေါ်ပြီးမင်းဒီနေ့ပြီးပြည့်စုံနေဖို့မလိုဘူးကွ။မနေ့ကထက်တရားခိုင်တော့ဖို့ကောင်းအောင်လုပ်ပါလို့ပြောခဲ့ပါတယ်။ကောင်လေးကအစာပိုင်းမှာနားမလည်ပေမဲ့နောက်နေ့မှထက်ကြိုးစားပါနဲ့။နောက်နေ့မှရေကူးတဲ့ကောင်လေးကရေကူးတာကိုအနေငယ်တိုးတက်လာပါတယ်။နောက်တစ်လမှရေကူးကန်တော့ကိုဖျက်ချောင်းနိုင်ခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီတရားခိုင်တော့တိုးတက်မှုလေးတွေကများလို့လာပါတယ်။အဲ့ဒီလိုနဲ့တနည်းကြာလာတဲ့အခါမှာအဲ့ရေကူးသမားလေးကသူနေတဲ့မြို့မှာအကောင်းဆုံးရေကူးသမားဖြစ်လာခဲ့ပါတယ်။အဖိုးကသူပြောနေတာကိုခဏရပ်ပြီးရိုဟန်ကိုဆက်ပြောလိုက်ပါတယ်။ဒီမှာရိုဟန်အောင်မြင်မှုရဲ့လိုအပ်ချက်က ကြီးကြီးမားမားအရာတွေကိုတစ်ချိန်နဲ့လှုပ်လိုက်တာမဟုတ်ဘူးကွအသေးအမွှားတွေကိုဒီဇိုင်းမဲ့မဲ့လှုပ်ဆောင်နေတာပဲဖြစ်တယ်။နေတိုင်းတရခိုင်တော့တိုးတက်နေရင်တောင်မှတနေ့မှမင်းကအရင်အတက်ကြိုးစားမှုတွေပွားကောင်းလာလိမ့်မယ်။ဒါကတင်းငယ်တဲ့တိုးတက်မှုရဲ့စာပဲလို့အဖိုးကြီးကပြောပြလိုက်ပါတယ်။ဟိုဟန်လည်းအဖိုးရဲ့စကားတွေကိုသေချာနားထောင်ပြီးတဲ့အခါသူ့ရဲ့ပြဿနာကမအောင်မြင်ခြင်းမဟုတ်ပဲစိတ်မချခြင်းဖြစ်တာကိုရုပ်လိရဲ့သဘောပေါက်သွားပါတယ်။ရိုဟန်ရဲ့အကျင့်ကတင်းငယ်တဲ့ကြီးထွားမှုအစားအမြန်နီးလန်းတွေကိုအမြဲရှာဖွေနေတဲ့သူဖြစ်ပါတယ်။ညနေညမှာရိုဟန်ကသူ့ကိုယ်သူဂရုတစ်ခုပေးလိုက်ပါတယ်။အဲ့ဒါက ူ့ရဲ့နေ့စဉ်တရားခိုင်တော့မဲ့တိုးတက်အောင်လုပ်မယ်ဆိုတာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ရိုဟန်ကနေ့တိုင်းစာနိုင်ငံဖချင်း7မိနစ်၄ချိန်ခန့်လောက်တာကိုစတင်ခဲ့ပါတယ်။အစာပိုင်းမှာတိတ်မထူးခြားဘူးလို့ထင်ရပေမဲ့လည်းကျဲတော်ကြာလာတဲ့အခါမှာရိုဟန်ကပုံမတန်မာလာပါတယ်။ရိုဟန်ကအချိန်တော်ကြာသွားတဲ့အခါမှာတစ်ချိန်ကအေးမပါဘူးလို့ခံစားရတဲ့အလေးချင်းတွေကအခုအချိန်မှာသူ့ရဲ့ဘဝကိုလုံးဝပြောင်းလဲသွားခဲ့ပါတယ်။တညမှာအဖိုးကိုကျေးဇူးတင်ကြောင်းပြောဖို့အတွက်ရိုဟန်ကအပင်ကြီးစီကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့အပင်ကြီးအောင်မှာအဖိုးကမရှိတော့ပါဘူး။အမှန်တမဲ့အပင်ကြီးအောင်ကနေ ရိုဟန်ကအဖိုးကိုရေးထားခဲ့တဲ့စာတစောင်ကိုတွေ့လိုက်ပါတယ်အဖိုးကိုရမတ်သူတွေမှာပါတဲ့စာကသတိရပါရိုဟန်ကြီးမားတဲ့အိမ်မက်တွေကိုတင်းငယ်တဲ့ခြေလမ်းတွေနဲ့တိဆောက်ထားတာပါတနေ့ကိုတရားခိုင်တော့တိုးတက်အောင်လုပ်ပါလို့ရေးထားတဲ့စာပဲဖြစ်ပါတယ်စာရဲ့အဆုံးမှာတော့ရိုဟန်ကပြုံးပြီးမှတ်စုစာရွက်လေးကိုခောက်ခါကျေးဇူးတင်ပါတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်အဲ့ဒီကစပြီးဘဝကခက်ခဲကြမ်းတမ်းလာတိုင်းရိုဟန်ကသူ့ကိုယ်သူမင်းဒီနေ့အကောင်းဆုံးဖြစ်ဖို့မလိုပါဘူးမနေ့ကတည်းကပိုကောင်းနေဖို့ပဲလိုတာပါလို့ပြောလို့ရှိပါတယ်